ဒမားရီဘော်ထန်ကောင်းနေလို့အမကွဲတိုင်းမပြတ်ဖြစ်ခဲ့ရတဲ့ကလပ်ကဘာဗလာအားလုံးကိုမြင်ကြလားပါ FIFA World Stand ထွင်ပြီးပုံစံသစ်နဲ့ကျင်းပနေတဲ့ကလပ်ကဘာဗလာပြိုင်ပွဲကြီးအားဆိုရင်စတင်နေပြီလေဖြစ်ပါတယ်ကလပ်ကဘာဗလာပြိုင်ပွဲဟာပြိုင်ပွဲမစတင်ခင်ကနေကပြောစရာဖြစ်ခဲ့ရပြီးတော့ချင်းတလောက်လေလူစုဝင်စားခြင်းမခံခဲ့ရပါဘူးပွဲစကန်ဒီအချိန်ထိလက်မှတ်တွေရောင်းမကုန်ဖြစ်ခဲ့တာကြောင့်အချို့ချောင်စင်းတွေပါထိုးရောင်းခဲ့ရပါတယ်လူရေပြေကလပ်ကဘာဗလာပြိုင်ပွဲကြီးကလည်းစတင်လာခဲ့ပြီဖြစ်ပြီးတော့အပွင့်ပွဲအနေနဲ့အေဂျစ်ကလပ်အရာလီအတင်းနဲ့အင်နာမိုင်ယာမီအတင်းတို့ရှင်ပြိုင်ခဲ့ကြပါတယ် အနာမီအသင်းအနေနဲ့ကလပ်ကပဗလာဝင်ဝင်ရခဲ့တာက အရင်ပါမှုရင်းနေဖြစ်ခဲ့ပါတယ်။နာမိုင်ယာမီအသင်းဟာမေဂျာလိချန်ပီယံလည်းမဟုတ်တလို့တခြားဆုပလာတွေလည်းရရှိခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့လည်းဖီဘာကတော့ကလပ်ကပဗလာအရှင်အသင်းဝင်ဝင်နေရာအတွက်အနာမိုင်ယာမီအသင်းကိုထရက်ဝင်ဝင်ပေးလိုက်ပါတယ်။မေဂျာလိမှာဆိုရင်တခြားဝင်ဝင်ရတဲ့အသင်းတွေရှိနေပေမဲ့အနာမိုင်ယာမီကိုပဲအဓိကဖိတ်ခေါ်ခဲ့တာကြောင့်လူပြောစရာလည်းဖြစ်ခဲ့ရပါတယ်။ဒါကြောင့်အဖွင့်ပွဲစဉ်မှာတော့အရှင်အနာမိုင်ယာမီအသင်းနဲ့အေအာလီအသင်းတို့ရှင်ပြိုင်ခဲ့ကြပါတယ်။ တကယ်တမ်းဒီပွဲကလည်းထင်သလားပြိသက်စိတ်ဝင်စားမှုမရခဲ့ပဲနဲ့လက်မှတ်တွေအောင် ရောင်းမခွန်ခဲ့ပါဘူး။ဒါကြောင့်လဲဖီဘာကလက်မှတ်တွေကိုလည်းဈေးလျှော့ရောင်းခဲ့ရတယ်လို့ကြောင်းသားတွေကပါကွင်းထဲခေါ်ထည့်ခဲ့ရတယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်ခဲ့ပါတယ်။ဝဲမှာတော့အင်တာမိုင်ယာမီအသင်းကဆက်ကြီးမက်ဆီနဲ့ဆွာရက်တို့အတွဲကိုတိုက်စစ်မှာအသုံးပြုလာခဲ့ပြီးတော့ကွင်းလယ်မှာလည်းဘူးစကွတ်ပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ဘယ်နောက်ခံလူနေရာကဂျော်ဒီအေဘာကဒင်ဟာကြောင့်ဒီပွဲကိုလည်းချော်ခဲ့ရပါတယ်။ အဲလီတင်းကလည်းအာရှသားအများစုနဲ့ဖွဲ့စည်းထားပေမဲ့သူ့ရဲ့အာရှသားတွေကဥရောပတိထွက်ကစားခဲ့တဲ့အာရှသားတွေဖြစ်ပါတယ်။အဲဒီမှာဆိုရင်လေဗီလာကစားသမားဟောင်းထရီစီကပါဝင်ခဲ့ပါတယ်။ဘွဲကလည်းဥမကွဲတိုင်းမပြတ်နဲ့ပြီးဆုံးသွားခဲ့ပေမဲ့အရင်ပြင်းစရာကောင်းနေတဲ့ပွဲမျိုးတော့မဟုတ်ခဲ့ပါဘူး။တင်းစလုံးကလည်းပြန်လည်ထုတ်ဖောက်မှုတွေလုပ်ခဲ့ကြပြီးတော့နှစ်ဖက်ကုသမားတွေကလည်းပေါ်ထန်ကောင်းခဲ့ကြပါတယ်။အဲ့ဒီထဲမှာမှအင်တာမိုင်ယာမီကုသမာဥစ္စတာရီကတော့ဘောထမ်းပိုကောင်းနေခဲ့ပြီးတော့ပထမပိုင်းမှာတင်အယ်လီဘက်ကထရီစီကရဲ့ပယ်နယ်တီကိုအကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ဗမာအားလုံးစောင့်ကြည့်နေကြတယ်စိတ်ကြီးမစီကလည်းအဝေးကန်ချက်တွေနဲ့ကိုပေါ့ချင်းချောင်းမှုတွေလုပ်ခဲ့ပြီးတော့အပင်အတွက်ခွင့်ရတွေလည်းဖန်ပြီးပေးခဲ့ပါတယ်။အင်နာမယာမီအတင်းအတွက်ဒိုင်းခံရုံးပေးနေကြတာကိုတွေ့ရပြီးတော့ဆော်ရက်ကတော့အရင်လိုအနေထားမှာမရှိတော့ပါဘူး။နောက်ပြီးနှစ်သင်းစလုံးရဲ့ကစားအားနဲ့နီးစနစ်ပိုင်းတွေကဥရောပအသင်းတွေထက်နိုင်နေသေးတာကိုလည်းတွေ့ရပါတယ်။ဘွဲကလည်းညှိဆိုင်ခဲ့တယ်ဆိုပေမဲ့ဂိုသမားကြီးကြောင့်ပဲနောက်ဆုံးမှာကိုမရှိသေးတဲ့ပြီးဆုံးသွားခဲ့ရပါတယ်။ဒီဘက်တော့အကောင်းဆုံးကစားသမားစုကတော့ပနတီကူပါကာဝယ်သွားနိုင်ခဲ့တယ်။အင်ဂျမိုင်ယာမီကူမောင်းအူစတာရီကပဲစကူသွားနိုင်ခဲ့ပါတယ်။ အပွင့်ပွဲမှာတော့အနိုင်သုံးပတ်မရနိုင်ခဲ့တဲ့အနာမယာမီနီနဲ့နောက်ဆုံးတက်ဖို့တက်အောင်ခက်ခဲသွားနိုင်ခဲ့ပါပြီ။ဇွန်လ GB ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။